မင်္ဂလာပါ Sagrage Banning Language Online Class ကနေပြီးတော့ကျဆိုးလိုက်ပါလေအဒီနေ့မှာလည်း and 3 level အတွက်ကိုရည်ရွယ်ပြီးတော့စမတုံမဲ grammar လေးတွေရဲ့ဒုတိယအပတ်မြတ်ကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အတူတူအဆုံးထိလေ့လာကြည့်ပါမယ်နော် အဲ့တော့အခုပထမဆုံးအနေနဲ့တွေ့ရမှာကတော့ဘကာရီဆိုရဲအတုံးလုံးလေးပါဘကာရီအဲ့တော့ဘကာရီကိုကိုရင်အန်ဖိုးတော့မှလည်းသင်ခဲ့ပူပါတယ်ဘကာရီဆိုရင်သူကတခုတည်းကိုပဲလုံနေတဲ့ပုံစံအနေနဲ့ပြောချင်ဘကာရီနဲ့တွေ့တာအဲ့တော့ကတော့နောင်းနဲ့တွေ့တွေ့တာပေါ့နော်နောင်းဘကာရီဆိုပြီးတော့ပြောခဲ့တာဒီတစ်ခေါက်မှကျတော့ဘန်းနေတွေ့မယ်ဘန်းနေတွေ့မယ်ဆိုရင်တဲ့ဖောင်တွေပြောင်းပြီးတော့တုံးပြရမယ်အဲ့တော့ဘတ်တဲဘကာရီဆိုရင်ဘတ်ကြီးပဲဆိုပြီးတော့မှတ်ထားရမယ်အဲ့ဒီဘတ် ေအဲ့ဒီနောင်နေကြီးပဲတစ်ခုတည်းကိုပဲလုံနေတဲ့ပုံစံဒါဆိုရင်ဘကဒီလေးကိုသုံးပေးမယ်နောင်နေဆိုရင်တော့နောင်ဘကဒီဘတ်နဲ့တွဲမယ်ဆိုရင်ဘတ်သေးဘကဒီဆိုပြီးတော့သင်ထားရမယ်ပေါ့နော်အေးနောက်တစ်ခုကကြတော့ဘာလီလေးဆိုတော့နောင်ဒါခေရှိခဘန်နိုင် တွားကြတော့ရှီခါဆိုပြီးကိုရီအန်ဖိုတော့မှာတင်ခဲ့တဲ့ပုံစံလေးပဲရှီခါဆိုရင်အနောက်မှာတုံးတဲ့ဘက်ကအငင်းဘက်9ဖောင်နေပဲဖြစ်ရမယ်အဲ့တော့ဒီနေရာမှာဆိုရင်လည်းအတူတူပါပဲအတိဘယ်ကဒါခဲလေးတစ်လုံးပဲပို့သွားတာဘာဖြစ်လဲဆိုတော့စာချောင်းကိုလင်းလင်းနက်နက်လေးပြောချင်တဲ့အတွက်ဒါခဲလေးထည့်ထားပေးတာပါအဲ့တော့နောင်ဒါခဲရှီခါဘတ်9ဆိုရင် အရှိကနောင်ကလွယ်ပြီးတော့မပတ်ဘူး ။ဥမာပြောမယ်ဆိုတစ်ခုတည်းကိုပဲလုံနိုင်တဲ့လုံတက်တယ်။အဲ့ဒီဟာကလွဲပြီးကိုကမလုံတက်ဘူး။ဒါဆိုရင် noun dakis ကဘာနိုင်ဆိုတဲ့ပုံစံလေးသုံးပြရမယ်ပေါ့နော်။အဲ့တော့နှစ်မျိုးရှိပါပြီ။အတစ်ခုတည်းကိုပဲကိုကလုံနေရဲဆိုတဲ့ပုံစံဆိုရင် noun bakari batte bakari ဆိုပြီးတဲ့ဖောင်ပြောင်းပြီးသုံးရသလိုအဲ့ဒီ noun ကလွဲပြီးကိုကမလုံနိုင်ဘူးမလုံတက်ဘူးဆိုရင် noun dakis ကဘာနိုင်ဆိုတဲ့ပုံစံလေးနဲ့တွဲပြီးမယ်။အဲ့တော့မှတ်ထားရမှာက ဒါခေရှိခဆိုရယ်ပုံစံပါပြီဆိုပြီးအနောက်ကဘက်ကိုအရင်ဘက်ပဲလိုက်ပြီးရမယ်ပေါ့နော်နောက်တစ်ခုလေးကြည့်ပါမယ်အေးနောက်တစ်ခုလေးကကျတော့ဘာလေးဆိုတော့စအေးဆိုရယ်အတော်နှုံလေးနောင်စအေးလို့မှတ်ထားအဲ့ဒီစအေးရဲ့အတိပေကကျတော့ဒေါမ နောင်ထောင်မှလို့အတိတ်ပဲရတယ်။ဥပမာကျွန်တော်ကဟီရာခနာတောင်မှမရေးတတ်ဘူး။ကျွန်တော်ကခန်းကြီးတောင်မှမမှတ်နိုင်ဘူးဆိုတော့အတိတ်ပဲလေးဒီမှာတုံးနေပေါ့နော်။စာအဲဆိုရင်မှတ်ထားအရှိမှဆိုရင် နောင်နေပဲတွေးပြီးမင်းဆိုပြီးမှတ်ထားပြလိုက်လို့ရတယ်။ အေးနောက်တစ်ခုလေးကြည့်မယ်နောက်တစ်ခုကကြတော့ခိုးဆိုဆိုတဲ့အသုံးနှုန်းလေးဒါဒီအကုန်လုံးကနောင်းနေပဲကျွဲတော့တာအဲ့တော့နောင်းခိုးဆိုအနောင်းခိုးဆိုဆိုရင်အတိတ်ပဲကနောင်းကတော့လို့အတိတ်ပဲရတယ်။သူကကြတော့အရှိက နောင်းကိုပိုင်းချပြီးပြောနေတဲ့ဘောလေးပါ။အမနက်ဖြန်ကတော့စာလုံးမယ်။ဒီနေ့ကတော့စာမလုံးဖြစ်ဘူးကွာလို့ဒီလိုမျိုး ပိုင်းချပြီးပြောတာပါ။နေ့ရက်တွေကိုပိုင်းချပြီးပြောတာမျိုးအချောင်းရတွေကိုပိုင်းချပြီးပြောတာမျိုးဒါဆို ိုရင်နောင်ခိုးစုကိုသုံးမိမယ်ပေါ့နောက်တစ်ခုကကျတော့အကြောင်းပြချက်ဒီကိုပြောမယ် ပြောမယ်ဆိုရင်နောင်ခါတာခိုးဆိုသူလဲနောင်နေပဲတွဲပြီးတာနောင်ချောင်းလို့အတိတ်ပဲရတယ်။သူကတော့ဘာပေါ်ဝါလဲခါရာလေးပို့သွားတယ်။ခါရာပေါ်ပါသွားပြီဆိုတဲ့ကကိုရီးယားတိထားလိုက်ုံပဲဒါကအကြောင်းပြချက်ကိုပြောတာ။အဲ့တော့ဒါတွေကလည်းနောင်နေနေပဲတွဲတာနော်။နောင်တောင်မှဆိုရင်နောင်စာအေးပိုင်းချပြီးပြောတဲ့အကြောင်းအရာတွေဆိုရင်နောင်ခိုးဆိုအကြောင်းပြချက်တွေကိုပြောတယ်ဆိုရင်နောင်ခါတာခိုးဆိုဒါလေးတွေသုံးပေးရမှာ။ အဲ့နောက်တစ်မျိုးလေးစက်ကြည့်ကြမယ်အဲ့နောက်တစ်မျိုးလေးကကြတော့သူကဘာပြောချင်တာလဲဆိုတော့နောင်နိဆိုဤတဲ့ဒါလေးက n4 တော့ဝင်လဲတင်ခဲ့ပြီးသားနောင်နိဆိုဤတဲ့လို့ကြားလိုက်ပြီးဆိုရဲကနောင်နဲ့ပတ်သက်ပြီးအရှိကနောင်နဲ့ပတ်သက်ပြီးကိုပြုတ်လုံးမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးလို့ပြောခြင်းနောင်နိစိတ်တဲ့ကိုကိုရီကတုံးခဲ့တာအတိရခေါက်မှလဲဒီတိုင်းပဲနော်နောင်နိစိတ်တဲ့နော့နောင်နိစိတ်တဲ့ဝါ နောက်နေဆိုရင်တဲမို့ဒါဆိုရင်ကိုကပြုတ်လို့မယ်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပြောချင်နေဆိုရင်နိစိတ်သေးလို့ခေါ်ရဲပတ်တန်လေးနဲ့တွဲပြီးတော့ပုံးပေးရမယ်။ not as ဆိုတော့အဲ့ဒီနိစိတ်သေးနဲ့တူတာကြတော့ဘာလေးနဲ့တူလဲဆိုတော့ခန်းရှိသေးလို့ခေါ်တဲ့အတောင်အနှုံးလေး now ni khan shi the အဲ့တော့ cash သဲနဲ့ ni ဆိုတဲ့ရဲ့ဘာကွာခြားချက်ရှိလဲဆိုတာပြောပြမယ်အဲ့တော့ cash သဲကကြတော့ကိုပြောမယ်အကြောင်းအရာနဲ့ပတ်သက်ဆက်နွယ်တဲ့အရာတွေကိုပြောတာ cash သဲကလီလီနက်နက်နေပြောတာအာသူကကျတော့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးကိုပြောတာပေါ့အာအဲ့အရာတွေကိုပြောချင် cash သဲကိုသုံးပါမယ် အဲ့လိုမဟုတ်ဘဲနဲ့သူကတာမန်ဖြစ်ရဖြစ်စဉ်အကြောင်းအရာအပေါ်ယံလေးပဲပြောချင်နေဆိုရင်တော့နိစိတ်တဲ့ကိုတောင်းပေးမယ်ပေါ့အဲ Kanstein နဲ့အနိစိတ်တဲ့ရဲ့ကွာခြားချက်နောက်တစ်မျိုးကကြတော့နိစိတ်တဲ့ကနောင်နေပဲတွေ့လို့ရတာ cash တဲ့ကကြတော့နောင်းနေရောစာချောင်းနဲ့တွဲမယ်ဆိုရင်အနောက်မှာ not ထိပ်ပြီးတော့သုံးပြလို့ရတယ်ဒါလေးကကွာခြားချက်ပေါ့နော်နှစ်မျိုးလုံးကကိုပြောမယ်အချောင်းညာတွေပြုတ်လို့မယ်အချောင်းညာတွေနဲ့ပတ်သက်တာကိုပဲပြောရတာလေးပဲနော်အဲ့နောက်တစ်ခုလင်းဆက်ကြည့်ပါမယ်နောက်တစ်ခုကကြတော့နောင်းနီယောတဲ့နောင်းနီယောဒူနောင်းနီယောဒီဆိုရဲအတော့နှုံးလေးတွေပေါ့နော် အဲ့တော့ဒီရော်သေးလေးကို အသင်းစိတ်လေးနည်းနည်းလေးမှားလိုက်ပေါ့။နောင်နီရော်သေး၊နောင်နီရော်သူ၊နောင်နီရော်ဒီအဲ့ဒီစကလုံးလေးဒီမြင်မေဆွဲသူ့အတိတ်ပဲတွေကတုံးမျိုးတောင်မှရှိတယ်။နောင်ဖြစ်၊နောင်ကြောင့်၊နောင်ပေါ်မူတည်၍အဲ့ဒီနောင်နေရာမှာထဲမဲ့စကလုံးအကြောင်းအရာကိုကသိကြည့်ရမှာပေါ့နော်။နောင်နေရာမှာတကယ်လို့နီးလန်းနဲ့ပတ်သက်တဲ့အတုံးနှုံတွေထည့်ထားတယ်ဆိုရင်အတိတ်ပဲကိုဖြစ်လို့ဘာသာပြန်မယ်။ အဲ့လိုမဟုတ်ဘူးအเจ้าရနဲ့ပတ်သက်တဲ့နောင်းကိုထည့်ထားရဆိုရင်เจ้าလို့ဘာသာပြန်မယ်အဲ့လိုမဟုတ်ဘူးအချင်းအနီးနဲ့ပတ်သက်တဲ့နောင်းတလုံးလုံးထည့်ထားတယ်ဆိုရင်နောင်းပေါ်မူတည်ရွေးဆိုပြီးတော့ဘာသာပြန်ပြီးရမယ်အဲ့တော့ဒါလေးကတော့မှတ်ရမယ်เนาะနောင်းနီယောတဲနောင်းနီယောတူနောင်းနီယောဒီဒါလေးဒီပါအဲ့တော့နောက်တစ်ခုလေးဆက်ကြည့်ရအောင်နောက်တစ်ခုကကြတော့နောင်းနီယောတဲ့ပါ nouni yoruto အဲ့ဒါဟုတ်ပြီနောင်နီယော်ရဲပါနောင်နီယော်ရုတုံးအတိဘေကကျတော့နောင်အရာဆိုရင်အရှိကနောင်အရာဆိုရင်အနောက်မှာတော့ဘာပါဆိုပြီးစာချောင်းလေးထပ်လိုက်အောင်ပါပေါ့နော်အဲ့ဒါဟုတ်ပြီနီယော်ရဲပါနီယော်ရုတုံးဘလို့အခါမှာသုံးမလဲဆိုတာမှတ်မယ်ကိုကြာတိရတဲ့အရာလေးပြောပြရတဲ့အခါပေါ်ပြရတဲ့အခါမှာသုံးမယ်ဥပမာအဲ thank you ဟိုနီယော်ရဲပါအမိုးလီဝတာတည်င်းအရာဆိုရင် kyono thank you wa ameka ဒူသိရှောဒီနေ့ရဲ့ရာသီဥထွားတော့မိုးရွာပါလိမ့်မယ်အဲ့အစဉ်ကိုကအမိုးလီဝတာတည်င်းအရာကိုတည်တာ ဟုတ်ပြီနော်ဥပမာ TV ရအရာဆိုရင်လည်း TV အရာဆိုရင်ရာသီဥတုကတော့နှင်းကြပါမယ်မိုးရွာပါမယ်နေသားပါမယ်အဲကိုကြားသိရတဲ့သတင်းအချက်အလက်အရင်းမြစ်ရှိတယ်ပေါ့နော်အရင်းအမြစ်နောင်တခုခုအဲ့ဒီအရာသာကိုကကြားသိရတာမျိုးဒါဆိုရင် နောင်နှိရောတဲ့ပါ နောင်နှိရောတို့တုံဆိုပြီးတော့တုံလို့ရတာနောင်အရာဆိုရင်ပေါ့အရှိက နောင်အရာအကြောင်းမို့လို့ကိုကအကြောင်းအရာတွေကိုကြားသိရတဲ့အနေအထားမျိုးဒါဆိုရင်တုံးပါမယ် ဒါလေးရတော့ရောနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့နော်အဲနောက်တစ်မျိုးလေးဆက်ကြည့်မယ်နောက်တစ်မျိုးကကျတော့ဘာလဲဆိုတော့ acidity တွေကိုနောင်ပုံစံပြောင်းလို့ရတယ် acidity မှာဆိုရင် e acidity နာ acidity နှစ်မျိုးရှိတာဖြစ်တဲ့အတွက်သူတို့ကိုနောင်ပြောင်းခြင်းလေ နောက်ထပ်ပုံစံနှစ်မျိုးလေးမှတ်ပြီးရမယ် ထမတစ်မျိုးကကြတော့အဲ့ဒီ acidity တွေကအပြင်ပိုင်းမြင်ရတဲ့အခြေအနေမှာလားအပြင်ပိုင်းမြင်ရတာဆိုရင်ဥပမာအတိုက်ကြီးတွေကမြင့်နေလို့သေးတယ်လို့အသာမဟုတ်အပေါ်တော့ကြီးတယ်လို့သေးတယ်လို့ဒီလိုမျိုးအပြင်ပိုင်းမြင်ရတဲ့အနေအထားမျိုးအခြေအနေမျိုးပါတဲ့ acidity တွေလားဒါဆိုရင်သူတို့ကိုနောင်အနေနဲ့ပြောင်းခြင်းရင် ဣတီနာတီဖြုတ်ပြီးတော့စပေါင်းပြီးလိုက်ုံပဲဒါပေမဲ့ချင်းချက်အနီနဲ့မှတ်ထားယောအစ္စရယ်ကောင်းတော်ကိုပြောင်းရင်တော့ယောစလို့အလိုချက်ထားပြီးယောဣကို နောင်အနီနဲ့ပြောင်းရင်ယောစဒါလေးကအပြင်ပိုင်းမြင်ရတဲ့အနေထားက adjective တွေကိုနောင်ပုံစံပြောင်းနေနီနော် ဒုတိယတမျိုးကကျတော့ခံစားရတဲ့အခြေတွေအဲ့ဒီ acidity တွေဆိုရင်တော့သူတို့ကိုနောင်ပြောင်းခြင်းနေဆိုရင်ဤဒီနာဒီဖြုံမယ်ဘာကတ်မလဲမိကတ်ပေးမယ်မတူဘူးเนาะအပြင်ပိုင်းညင်ရတဲ့အရာတွေဆိုရင်ဤဒီနာဒီဖြောက်စပေါင်းမယ်ခံစားရတဲ့ခံစားချက်နဲ့ပတ်သက်တဲ့စကားလုံးတွေဆိုရင်ဤဒီနာဒီဖြုံမယ်မိပေါင်းပေးမယ်ဒါလေးရှိပါလေ အဲဒါလေးက acidity ကိုလည်းနောင်ပွန်ဆန်ပြောင်းလို့ရတဲ့အကြောင်းသိအောင်လို့ပြောပြတာပါအဲနောက်တစ်မျိုးလေးဆက်ကြည့်ပါမယ်နောက်တစ်မျိုးကအကြောင်းအရာနဲ့ပတ်သက်တာအေးဒါလေးတွေကတော့အပေါ်ရင်လေးမှတ်ရင်တော့ရပါတယ်သိပြီးထွန်းထွန်းကျယ်ကျယ်ကြီးမဟုတ်ဘူးပေါ့နော်ခုတ်တူဆိုရဲအတော့နှုံးလေးခုတ်တူဆိုရင်သိပြီးသားအကြောင်းအရာအဲ့တော့ဒီအားလေးအကြောင်းအရာနဲ့ပတ်သက်ပြီးပြောတာပဲ အတတိမေဘတ်ဆိုရင်ပလိန်ဖောင်အီရဲ့ချစ်တဲ့နားချစ်တဲ့အကုံပလိန်ဖောင်ဒီပဲဒါပေမဲ့နောင်နဲ့ဆိုရင်ကြည့်မေနောင်ဆိုရင်အနောက်မှာဒဲအတူလေးထည့်ပြီးမှတုံးပေးမယ်တူလေးတစ်ခုပဲမှတ်ရမှာနော်ခိုးတူဆိုရင်ကျန်တဲ့ဟာတွေအကုန်လုံးပလိန်ဖောင်ဒီပဲနောင်ဆိုရင်အနောက်မှာဘာထည့်မလဲဒဲအတူထည့်ပြီးတော့တုံးပေးလိုက်ရုံပဲအဲ့နော်တမျိုးလေးကြည့်ရအောင်နော်တမျိုးလေးမှတေချာလေးမှတ်ကြမယ်နော်တမျိုးလေးကဘာလေးလဲဆိုတော့နောင်တူယူ နောင်တို့ယူအဲနောင်တို့ယူဆိုရင်အတိတ်ပဲလေအရင်မှနောင်လို့ဆိုတဲ့အရှိကနောင်ကိုဖော်ပြတဲ့အခါမှာသုံးမယ်အဲ့တော့အရှိကနောင်ကိုဖော်ပြတဲ့အခါမှာကိုရီကလူနဲ့ပတ်သက်တာဖော်ပြတယ်ဆိုရင်ဤဦးရဲ့အနောက်မှာဟိတိုလေးထည့်မယ်နောင်တို့ယူဟိတိုအနောင်လို့ဆိုတဲ့လူအရာဝတ္ထုနဲ့ပတ်သက်တာဆိုရင်နောင်တို့ယူမိုနိုမိုနိုဆိုတဲ့ဟာလေးထည့်မယ် အချောင်းအရာနဲ့ပတ်သက်တာဆိုရင် နောင်တို့ဤဟုခေါ်တို့ဆိုပြီးတော့နောင်လို့ဆိုတဲ့အကြောင်းအရာဆိုပြီးတော့ထည့်ပြီးတော့တုံးပေးရမယ်ဥပမာတနာခဆန်တို့ဤဟုဟိတို့အဲဒါဆိုတနာခဆန်လို့ဆိုရဲလူအမ်ဘီဆတ်တို့ဤဟုမိုနိုအခဲတန်လို့ခေါ်တဲ့ပစ္စည်းအဒီလိုလေးတွေပေါ့အရှိကနောင်ကိုကွာပေါ်ပြမယ်လူလာပစ္စည်းလာအကြောင်းအရာလာအဲ့လိုပုံမူတည်ပြီးတော့အနောက်မှာစကားလုံးလေးတွေဖြစ်ဆက်ပြီးတော့ထည့်ရတာမျိုးဒါဆို ွေနောင်းတို့ EU ကိုတုံးပေးရမယ်နောက်တစ်မျိုးလေးသူနဲ့နည်းနည်းခက်ဆန်းဆန်းလေးနောက်တစ်မျိုးကကြတော့နောင်းတို့အစ်တအဲ့တော့ဟုတ်ပြီနောင်းတို့အစ်တကလေနောင်းလို့ဆိုတဲ့ပဲအတိတ်ပဲကဒါပေမဲ့သူကကြတော့အမျိုးအစတူတဲ့ခေါင်းစဉ်တွေကိုခွဲထုတ်ပြီးပေါ်ပြတာမျိုးဥပမာ suppose အာကစားလို့ပြောလိုက်ပြီးဆိုရင်အာကစားထဲမှာဘာတွေပါမလဲ စာခါလို့ရခီယူလို့ဟုတ်တယ်မလားတဲနီဆူလို့ဒါတွေပါသွားပြီအဲ့ဟာတွေကအမျိုးအစားတွေတူတာလေအာကာဆာဆိုရယ်ခေါင်းစည်းအောက်မှာသူတူရဲ့ဟာတွေစုထားတာဒါမျိုးဆိုရင် တို့အစ်တာနေပြောပြီးရမယ်တူတဲ့အမျိုးအစားတစ်ခုတည်းပဲတူတဲ့ခေါင်းစည်းအောက်မှာစာခာဓမ္မမဟုတ်တန်နီစုယာကျူတိုအစ်တာဘောလုံးရဲ့တန်နစ်ရဲ့ယာကျူတိုအစ်တာဘေ့စ်ဘောလို့ဆိုတဲ့စပိုးဆာအဲအာကစားဒီလိုမျိုးဒီလိုမျိုးဟာတွေအကျုံးဝင်နေအာကစားဒီလိုပစ္စည်းတွေလို့ဆိုတဲ့ပစ္စည်းအရာဝတ္ထုအဲအဲ့လိုမျိုးခေါင်းစံလေးတွေတူတဲ့ တုံရာတွေပဲစုပြီးတော့စိုးလိုက်တဲ့ခေါင်းစဉ်လေးအဲ့ဟာခွဲထုတ်ပြခြင်းနဲ့ဆိုရင်နောင်းတူအစ်တာကိုတောင်းပြရမယ်ပေါ့နောက်တစ်မျိုးလေးဆက်ကြည့်ရအောင်နောက်တစ်ခုကလည်းစင်တူရောမလေးပဲနောက်တစ်ခုကကြတော့နောင်းတူအီဟုနိုဝတူကတူအီဟုမာဒီမရက်ဘူးအနောက်မှာနိုဝလေးပါသွားပြီဒါဆိုရင်နောင်းလို့စိုးတိမှာ ိုးဝါကြတော့ definition ဖွင့်တာကိုရင်အင်္ဂလိပ်စာမှာဆိုရင် definition အဓိပ္ပာယ်ရှင်းလင်းချက်ကိုဖွင့်ဆိုတာ အရှိကနောင်ရဲ့အဓိပ္ပာယ်ရှင်းလင်းချက်ကိုတေးတေးချာချာခါခါနနသိအောင်လို့ရှင်းလင်းဖော်ပြလိုက်တာအဓိပ္ပာယ်ကို definition ဖွင့်ဆိုလိုက်တာဒါဆိုရင်နောင်သူ you know what know what လေးကိုထည့်ပြီးတော့သုံးပြီးရမယ်အဲနောက်တစ်ခုလေးစက်တီးရအောင်သူနဲ့စင်တူယူမလေးဘာလဲဆိုတော့သူက အဲစာချောင်း plain font ပေါ့နော် plain font ကြီးပဲပြောင်းထားတာပါအဲစာချောင်းကလည်း plain font ကြီးပဲဖြည့်ရမယ်နော်သူ့ရဲ့အနောက်မှာဗားလိုက်လေဆိုတော့ တိုအီဝနိုတိုအီဝခိုတိုအရှိကစာချောင်းမှာပါတဲ့လို့ဆိုတဲ့အကြောင်းအရာတွေပေါ့။တဝါကြတော့စာချောင်းတွေကိုစက်တယ်လို့တောင်ပြောလို့ရတယ်။အရှိမှာလည်းအကြောင်းအရာတစ်ခုအနောက်မှာလည်းအကြောင်းအရာတစ်ခုအဲ့ဒီစာချောင်းတွေကိုစက်တဲ့အခါမျိုးမှာ တော့ you know တော့ you ခေါ်တော့ဆိုတာဒီကိုထည့်ပြီးတော့တာတော့ကျတော့အကြောင်းအရာ နှမျိုးပါမယ်ပေါ့စာကြောင်းကိုပို့ပြီးလေးလေးနက်နက်ထားပြီးတော့ပြောမယ်ဒါပေမဲ့မှတ်ထားနော်အရှိက တွဲတဲ့စာကြောင်းတွေကပလင်းဖောင်မျိုးစားပဲဝင်ရမယ်ဒါဆိုရင်တော့ you know တော့ you ခေါ်တော့ကိုတောင်းပြီးရမယ်အေးဟုတ်ပြီနောက်တစ်ခုလေးဆက်ကြည့်ကြမယ်နောက်တစ်ခုကလေသူကတော့ you yori အယူနောက်မှာဘာပါပြီလေရောဒီရောဒီဆိုရင်နှိုင်းရှင်တဲ့အခါမှာတုံးတာလေ ဟုတ်တယ်မလား M5 တုံးကတင်ခဲ့ဘူးတဲ့တို့အယူရောဒီကကြတော့လို့ဆိုတာထက်အဲ့တော့တို့အယူရောဒီရဲ့အရှိမဘာလေးလိုက်မလဲကြည့်ကြည့်ဘတ်ပလိန် EXTIN နာ EXTIN အကုန်ပလိန်နေပဲနောင်းဆိုရင်လည်းပလိန်ဖောင်နေပဲအကုန်တွဲပြီးတော့သုံးပေးတယ်တို့အယူရောဒီဆိုတာလို့ဆိုတာထက် ဲ့တော့ဟုတ်ပြီ तू ပြောချင်တာကအရှိကအရာလို့ဆိုတာထက်အနောက်ကအရာက ပုံမြန်နေဥပမာအရှိကကားကမောင်းနေတယ်လို့ဆိုတာထက်အဖြစ်သေးပြီဖြစ်ဖြစ်နေတဝါနေတယ်ဆိုတာပို့ပြီးတော့မှန်မယ်ဒါမျိုးပြောတာအဲ့တော့ तू ပြောချင်တာအရှိကအရာအရှိကပြောခဲ့တဲ့အကြောင်းညာဆိုရင်အဲ့ဒီအကြောင်းညာလို့ဆိုတာထက်စာရင်ငါပြောတဲ့အကြောင်းညာကပို့ပြီးတော့မှန်မယ်မှန်ကန်မယ်ဆိုရဲအဓိပ္ပာယ်လို့ဆောင်းပါတယ်အဲ့တော့ तू အင်းဥရောတွေကိုအဲ့ဒီအခါမျိုးမှာပုံပြပါပဲအဲနောက်တစ်ခုတွေကြည့်ရအောင်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့နောင်တူအီဥတူနောင်တူအီရဲ့ပါနောင်တူအတာဒါဆိုပြီးတော့ဒီသုံးမျိုးတွေကိုမှတ်ထားအဲနောင်တူအီဥတူနောင်တူအီရဲ့ပါနောင်တူအတာဒါအဲဟုတ်ပြီသူ့ရဲ့အဓိပ္ပာယ်က လို့ဆိုရင်အဲ့တော့ပြောချင်တာက အရှိကနောင်လို့ဆိုလိုက်တာနဲ့အနောက်မှာတခုခုကိုမြင်အောင်လိုက်ပြီး ဥပမာချောင်းတော်လို့ဆိုရတာနဲ့ပင်လယ်ကြီးကိုလှမ်းပြီးတော့မြင်ရတာမြင်အောင်မိတာမျိုးအဲဥပမာအရန်ကုန်မှုဆိုပြီးဆိုရင်အကားကြီးအများကြီးတဝါလာလှုပ်ရှားနေတဲ့ပုံစံမျိုးမြင်ရတာမျိုးအရှိကနောင်လို့ဆိုလိုက်ပြီးဆိုရဲကအနောက်မှာတခုခုကိုမြင်အောင်နေအဲဒါမှမဟုတ်ကိုယ့်ရဲ့မျက်စုထဲမှာစိတ်ကူးရင်မိတာမျိုးဒါဆိုရင်နောင်တို့ဤဟုတို့နောင်တို့ဤရဲ့ပါ နောင်သူအတာတာကိုသုံးပြရမယ်ပေါ့နော်အဲနောက်တစ်ခုလေးစက်ကြည့်ရအောင်နောက်တစ်ခုကကြတော့သူကဘက်ပလင်းနဲ့တွဲပြီးတော့သုံးတာတိုအစ်သေးမိုတိုအစ်သေးမိုအတိပြာကြတော့လုဆိုတော့လေတိုအစ်သေးမိုကလုဆိုတော့လေအစ်သေးမိုတဲမိုပါပြီဆိုရဲကလုဆိုတော့လေအရှိရအရာဟုတ်တော့ဟုတ်တယ်ဒါပေမဲ့တိတ်မဟုတ်တဲ့အချင်းအညီကိုပြောတာ ဥပမာနမည်ကြီးတယ်လို့ဆိုတော့လေကျွန်တော်မသိဘူးတပတာတူနမဲကြီးကြီးမကြီးကြီးကိုကမသိဘူးလေနမဲကြီးတယ်လို့ဆိုတော့လေကျွန်တော်မသိဘူးအဲဒါဆိုရင်သူ့မင်းသမီးဟုတ်ဟုတ်ဘူးလို့နမဲကြီးရတယ်ထေကောင်းဖြစ်မယ်အစတော်မို့လို့နမဲကြီးရတယ်ထေကောင်းဖြစ်နေဒါပေမဲ့ကျွန်တော်မသိဘူးလေဟုတ်တယ်မလားဒါဆိုရင်သူ့အစ်သိန်းမူကိုတုံးလို့ရတယ်တပတာတူဟုတ်တယ်ဖြစ်ဖြစ်မဟုတ်ဘူးပဲဖြစ်ဖြစ်ကိုကတော့မဟုတ်ဘူးလေကိုကတော့မသိနေတဲ့အချင်းကြီးမျိုးဒါဆိုရင် ို့အစ်သေးမူကိုတုံးပြရပါမယ်နော်အဲဆိုရင်ဒီနေရာမှာတေချာလေးမှတ်ဖို့ကတို့အီဦးတွေနော်ဒါလေးတွေကနည်းနည်းလေးခက်ဆန်ဆန်လေးတွေပါတယ်နော်အဲ့တော့ကိုက grammar pattern ကိုကြည့်ပြီးဆိုရင် pattern ကိုအလွတ်ရအောင်အရင်ဆုံးခြာပြီးတော့ရေးလို့ရမယ်ဆိုရင်ခြာပြီးတော့ရေးမယ်ပြီးရင်မြန်မာလိုနဲ့တွဲမှတ်မယ်ပြန်အဲ့ဒီ pattern ကိုဘာကြောင့်မလို့တုံးတာလဲအတုံးပြုတဲ့နီလန်ကိုမှတ်မယ် အတကယ်လို့ကိုကအသုံးပြတာကတိတ်ပြီးတော့မှတ်မှတ်မိဆိုရင်တကယ်လက်တွေ့ ready ထဲမှာဥပမာစာကြောင်းတွေထဲမှာဘလိုမျိုးသုံးထားလေဒါလေးကိုတွားပြီးတော့ကြည်ပြီးတော့မှတ်ပါမယ်နော်အနောက်တစ်မျိုးလေးစက်တီပါမယ်နောက်တစ်မျိုးကကြတော့ဘတ်သေးခေါ်တဲ့အနောက်ကနဆိုင်ကထဲလေးရတယ်မထဲလေးရတယ်နော်ဘတ်သေးခေါ်နေမယ်အရင်ဆုံးမှတ်ဘတ်ကြည့်ပါဆိုရဲအတိတ်ပဲလေးသူကဘာလဲတူလဲဆိုတော့အန်ဖိုးတုံးကဘတ်သေးမိမှာ တခုခုကိုစမ်းသပ်လုပ်ကြည့်တဲ့အခါမျိုးမှာတုံးနဲ့ဘတ်သဲမိမစနေတူပါတယ်ဘတ်သဲခေါ်တန်ကတခုခုကိုစမ်းသပ်လုပ်ဆောင်ခိုင်းတဲ့အခါမျိုးမှာဘတ်ကိုတဲ့ဖောင်ပြောင်းဂေါ်ရန်နဲ့ထည့်ပြီးတော့တုံးပြပါမယ်နော်အဲနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုလာပါပြီယောနီဒါကလည်းပထမအပတ်တုန်းကလည်းပါခဲ့ဘူးတယ်နော်ယောနီပဲဒီတစ်ခါမှယောနီအီဟုကိုမှတ်မယ်ယောနီအီဟုကကြတော့လှုပ်ဖို့ပြောတာ ယောနီပါပင်ဆိုရဲအရှိမဘာဘက်ဒီပဲလိုက်မလဲဒစ်စနနီဖောင်နိုင်ဖောင်နီနဲ့ပဲတွဲပြီးသုံးမယ်ဒုတိယအကြောင်းကကြတော့ယောနိတာနိုးမှု တာနိုးမှုကတောင်းဆိုတာလှုပ်ဖို့တောင်းဆိုတာတောင်းဆိုတာဆိုရင်ယောနိတာနိုးမှုလှုပ်ဖို့ပြောတာဆိုရင်ယောနိအီဟုယောနိပါပီဆိုတဲ့ကအရှိမ Dictionary Found Nine Found ပဲတွဲပြီးတော့တောင်းပေးရမယ်အဲ နောက်ဆုံးတစ်ခုလေးကြည့်ရအောင်နောက်ဆုံးတစ်ခုကကျတော့ဗာလေးဆိုတော့ဘတ်သေးခွရဲဆိုရင်အတုံးနှုံးလေးဘတ်ပြီးပါဘနိုင်းသေးခွရဲဆိုရင်မဖက်ပါနေလို့ပြောတာ အဲ့တော့ဟုတ်ပြီပတ်သေးခွေတဲ့ဗနိုင်းသေးခွေတူဝါကြတော့ကိုကတောင်းစုခံရတဲ့အချိန်ဒီမှာသုံးမိမယ်သူများကိုလှုပ်ပေးတာဆိုရင်တော့ဗတ်သေးသူများကိုလှုပ်ခိုင်းတာဆိုရင်တော့ဗတ်သေးခွေတာဆိုင်ဆိုပြီးကိုရီသုံးခဲ့တယ်လေဒီတစ်ခေါက်မှာကကိုကခံရတာသူများတောင်းစုတာကိုကခံရတာဥပမာအာပတနာခဆိုင်ရဲ့ဖုန်းနံပါတ်လေးပြီးပါလားဒါဆိုရင်ကိုကတောင်းစုခံရတာမျိုးအဲတခုခုလှုပ်ပေးပါလို့ကိုကခံရတဲ့အနေနဲ့သူတို့ဆရာနေတောင်းစုခံရတာ ဒါဆိုရင်ဘတ်သေးခရဲတကယ်လို့ကမဘက်ပါနေဆိုရင်တော့ဖနိုင်းသေးခရဲကိုတုံးပြရမယ်ဟုတ်ပြီနော်အဲ့တော့ဒီနှမျိုးကကြတော့ဘတ်သေးခရာဆိုင်နဲ့ဆန့်ကျင်ပတ်ခြင်းနော်ဘတ်သေးခရာဆိုင်ကသူများခိုင်နာသူများခိုင်နာကိုကိုကခိုင်ရတယ်ဆိုရင်ဘတ်သေးခရဲနဲ့ဖနိုင်းသေးခရဲကိုတုံးပြရပါမယ်နော်အဲ့ဒါဆိုရင်တော့ဒီနေ့မှာဒုတိယအပတ်ကလေးရဲ့ grammar pattern လေးတွေကိုပြပြပြီးတော့ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်နော်